မင်္ဂလာပါချစ်တို့ရေ cooking with blessing run နဲ့ပြန်လဲကြိုဆိုလိုက်ပါရယ်ကဲဒီနေ့ blessing run နဲ့အတူလေးတိုးတောက်လုံးဝမငြိပဲနဲ့လေအရှာစားလို့ကောင်းအောင်ချက်နေကိုပြောပြမှာဖြစ်ပါတယ်လို့ ပြီးတော့ blessing လို့နေထိုင်တယ်ယူရိုမှာဆိုရင်ဒီတိုးသားကိုအရင်ဝင်တန်ဖိုးထားကြတယ်တိုးသားကတော့ဈေးအကြီးဆုံးပဲလေကျောင်းတခါတလေမှဝယ်စားနိုင်တာကိုကအကောင့်ချက်ပြီးဆိုရင်တငယ်ချင်းဝင်အရင်ဆုံးတရေရတာအကြောင်းမို့တငယ်ရတဲ့နဲ့အတူစားဖို့ပဲ blessing လို့ဘလို့ချက်တယ်လဲဆိုတော့အသေးစိတ်လေးအခုကြည့်လိုက်ရအောင်လားချစ်တို့ရေ let's go right now ကဲ blessing ရကဒီမှာအယိုးတိုးသားရဲ့အယိုးရဲ့ပြီးတော့အသားရဲ့ရောချမ်းမှဖြစ်ပါတယ် ခဏနေကြရင်ကလီစာလေးလည်းနည်းနည်းထည့်ခြင်းနဲ့ဒါရောအရင်ဆုံးရေးဆေးမှဖြစ်ပါတယ်လို့ဒါဆိုတော့ဂျုံမုတ်ကိုထည့်ပြီးတော့မှအားရပါရနေလိုက်တယ်နော်ပြီးတော့မှအဲ့ဒါကိုရေးဆေးတယ်ရေးဆေးပြီးတော့မှအားလုံးကိုရေကိုစစ်ထုတ်လိုက်မယ်ပြီးရင်တော့စားချမ်းလေးနဲ့တခါပြန်ပြီးတော့မှအဲပုတ်ပြီးတော့မှဆေးလိုက်တယ်နော်ဒါဆိုရင်တော့ဒီအသားတွေကတော်တော်တန်သွားပြီပေါ့နော်အဲ့ဒါကိုရေးစစ်ပေးထားလိုက်မယ် နာလေရေတွေအားလုံးကုန်သွားအောင်အဲဒါတော့အသားအရန်ကိုတတ်သွားပါပြီလို့သူတောင်းလိုက်ပါကဲဒါဆိုရင်အဲ့တူသားမှာထဲဖို့ကရဝေးရွက်ကိုကိုယ်တိုင်စိုက်ထားတာလေမိုးရွာနေတယ်ကွယ်ဒီမှာချေအောင်ဒီနန်းကတော့လေနေအောင်ချေအောင်ရဖို့အတွက်ကိုတော်တော်လေးကိုကဲဒီမှာ ဘလက်ဆင်ရဲအဲ့ဒီဆောင်းအကူဆိုတော့ဒါလေးတွေကလည်းအမြန်ဦးစုံစားလိုက်မှမဟုတ်ရင်ညင်းကြပြီဆိုရင်တော့သွားပြီအဲ့ဒါကရဝေးရွက်ပါလို့ကိုယ်တိုင်စိုက်ထားတာစိုက်ထားတာတော့အစုံပဲအမှဂျင်းရွက်တို့ပါတော့အစုံရှိတယ်နော်ကဲငရုတ်တရားဆိုလဲလေပေါ်မပေါ်ဘာမှဝယ်စားဆရာမလို့တွေ့လားပြောင်းဖို့ပင်ဆိုအခုဆိုရင်တွေ့လားဟိုဆောင်းဝင်ခါစဆိုတော့လေအဝါရောင်လေးတွေတန်းနေပြီပေါ့ကွယ် ကဲဒါဆိုပြလစင်ရတို့ဆန်ချက်ကြောင့်ကဲလိုအပ်တာလေးကိုပြဆိုရင်ပြောပြပါမယ်လို့ချက်သွန်းနီကြော်လိုအပ်ပါတယ်လို့ချက်သွန်းနီကိုအစိမ့်မထဲအောင်เนาะပြီးရင်ဒိန်ချင်းအကြံလေးပေါ့လုံးဝတရားမပါတဲ့ဟာပြီးရင်ဒီမှာမဆလာဒီနောက်မှာမဆလာတိုးသားနဲ့ချက်တဲ့မဆလာလေးတွေဝယ်လို့ရတယ်အဲဗမာပြဆိုရင်တော့အဲ အလားလေးမှာစားလို့အသုံးပြုလို့ရတယ်တော့ပြီးတော့တစ်ခုကဒီမှာအားလုံးဒီအမုံလေးတွေဝယ်လို့ရတာအရန်ကို coriander အမုံနန်းနန်းဆေးမုံတို့ပြီးတော့ ginger အမုံတို့เนาะအားလုံးဝယ်လို့ရတယ်ဒီမှာ gin မုံတို့ပြီးတော့ paprika တို့ပြီးရင်ဒီကြက်သွန်ဖြူအမုံတွေအားလုံးဝယ်လို့ရအဲ့ဒါတော့အရန်သဘောကျတယ်ကဲပြည်စံကဂျင်းကအမုံထဲတော့ဘူးဂျင်းကြတော့အစိမ့်အစိမ့်ထဲတာပိုကောင်းတယ်လीเนาะ အစွန်ချင်းကိုထောင်းလိုက်တယ်ထောင်းပြီးတော့မှသူ့အရင်လေးကို အရင်ဥဆုံးညစ်လိုက်ပဲကွာညစ်လိုက်ပြီးတော့အဖတ်ကိုမှထဲလိုက်တယ်ဆိုရင်တော့ပူပြီးတော့မှ အနောက်မွေးပါတယ်တော့အမစနွန်ထဲမယ်ထဲမယ်စားထဲပါမယ်ကဲစားချမ်းလေးကိုစားလေးကိုလို့တလောက်ထဲမယ်နော်ပြန်ဒီမှာတူတာအစင်တင်ပေါ့နော်အဲ့ဒါချက်ပေါ့အတွက်မဆလာပေါ့ အဲ့ဒါလေးကိုလိုသလိုပူ short ထဲတယ်ပြီးရင်ပပရိကာအဲအမုံထဲတယ်ပပရိကာကိုအယောင်ကတိတ်မမိုက်တော့ဒီအယောင်လေးကိုအဲနည်းနည်းပြန်ထည့်လိုက်တယ်နော်ပပရိကာအမုံကိုကဲတင်းချင်းတင်းချင်းကိုလည်း100 gram လောက်ကိုပြန်စနဲ့ထည့်လိုက်တယ်နော်ပြီးရင်အဲ့ဒါကဒီမှာအဲဒီနန်နာမိတ်မိတ်စိနော်နန်နာမိတ်စိအမုံလေးကိုပါပြန်စနဲ့ထည့်လိုက်တယ်ကဲပြီးရင်နောက်ဆုံးမှာကြတော့ဒါကအသက်နော် ကျက်သွန်ဖြူမုံလေးလက်ထည့်တယ်เนาะပြည်စံခဏကဲနောက်ဆုံးမှာကျက်သွန်ကြီးကြော်လေးကိုထည့်ပြီးတော့မှအားလုံးရောသမမွေးလိုက်မယ်ကဲအားလုံးရောသမမွေးပြီးတော့မှခဏနတ်ထားမယ်သူ့ကိုလေဒီနေ့အတိုင်းချက်ချင်းတော့တိုးသားဆိုရင်တချို့တွေချက်တာအရာအနံ့ပြင်းတယ်လေဒါမဲ့ဒီဒီတိုးသားကိုပြည်စံရချက်တဲ့နောက်ပိုင်းမှာလေတော်တော်ကောင်းတာเนาะအဲ့ဒါ ကဲဒါကိုခဏလေးနားထားမယ်ကဲချက်ပွပြင်ဆင်မယ်ကဲတဲပြားထဲမှာတဲအိုးဖြစ်ဖြစ်ရရတယ်เนาะအဲ့မှာခဏ blessing ရတို့အဲတခုလာတဲ့အစိမ်းအဲဒီမှာကရဝေးရအစိမ်းလေးရအချောက်လေးရပေါ့เนาะပြီးရင်တစ်ချပိုးခောက်ရပြီးရင် အဲဒီနနပွင့်နည်းနည်းလေးနဲ့လင်းရင်းပွင့်လေးနဲ့เนาะအဲ့ဒါကိုအရင်ဆုံး CO C ပူထဲမှာလောင်းထည့်လိုက်မယ်ပြင်သူ့တောင်းလေးကြော်ပေးလိုက်မယ်သူ့မွှေးလောင်အောင်အရင်ဆုံးတခါတည်းနဲ့လေအဲ့အသားရင်နဲ့တခါတည်းထည့်ရင်မွှေးလို့လေပြဿနာဒီမွှေးလေးနဲ့ဖြည်းဖြည်းလေးနဲ့ဒီဒီအနှံ့လေးကိုဖြည်းဖြည်းလေးနဲ့ကြော်ပြီးမှမွှေးလာတဲ့အခါမှအသားကိုထည့်ပါလို့ကဲ အရွက်လေးတွေအနံ့လေးတွေမှုလာပြီဆိုရင်ဘလဇန်တော့နည်းထားတဲ့တူသားလေးကိုထည့်လိုက်ပါမယ်လို့ခဲ့တဲ့ဆိုရင်တော့အမလုံးချက်ချက်ပေးရပါမယ်လို့အမအိုးကတော့နည်းနည်းတေးသွားတယ်နော်အသားတော်တွေတပိတ်တာကျော်လောက်ရှိတယ်ဒီမှာလွတ်တက်မယ်ဆိုရင်တော့တပြီလိုခွဲလောက်ရှိပဲပေါ့နော်အင်းကဲကြည့်အဲ့ဒါကိုအရင်ဆုံးငွေပြီးတော့မှလုံးချက်ချက်ပေးရမယ်အဲ့ဒါရင်းနေနေခံသွားအောင် ေလေးတွေနည်းနည်းခံတောင်းဆောင်ပါမယ်နော်။အိုးကနည်းနည်းတေးသွားတယ်ပြဆိုရင်အိုးလဲလိုက်ပါမယ်။ဘာရပါရမွေလို့မရအောင်ဖြစ်နေရလေ။ကဲဒီလိုမျိုးပါလို့လုံးဝညီနာလုံးဝပျောက်သွားပြီနော်။ကိုချင်းဆိုရင်ကဲဒါကိုခဏလေးတအောင်လေးတို့ပြဆိုပြန်ချက်ပေးမယ်နော်။ကဲဒါလေးကိုပြဆိုတော့တန်းတန်းလေးအဲပြုတ်ပြီးတော့မှလေပြဆိုရင်တထတာအဲ့ဒါလဲတိုးသားရဲ့အဲအမဲဦးပေါ့ ပူချမ်းပေါ့ဒါလေးကိုပါနည်းနည်းထည့်မှာစားချင်တယ်အဲ့ဒါကြောင့်လေလေဆိုရင်အကြိုက်ပေါ့အမဲသားဆိုရင်လည်းအေးဦးချမ်းလေးတွေနဲ့ချက်လိုက်မှအင်းအဲ့ဒီနည်းနည်းလေးကြိုက်လိုက်ရမှအရသာရှိတာမျိုးလေးဒီပါဇက်ကလည်းမလွယ်ဘူးစားချင်တာဆုံးပဲကဲဒါလေးကိုထည့်ပြကဲအခုဒီအချိန်ဆိုရင်တော့စီလေးတွေပြန်လာပြီ ပြန်အသားထဲမှာလည်းအရသားလေးတွေအားလုံးဝင်သွားပြီဆိုရင်ပလက်စင်တို့ရေထည့်ပေးရတော့မှာနော်ရေကိုခဏဇလုံထဲမှာပဲအင်းသူ့ရဲ့အရသားလေးနဲ့ပေါ့အဲ့ဒါကိုပြန်ထည့်လိုက်တယ်လို့ခဲ့တာဆိုရင်တော့မီးအေးအေးလေးနဲ့ချက်ထားလိုက်ရုံပဲကဲဥလဲလိုက်ပြီအခုမှပဲအဆင်ပြေတော့တယ်ခဲချက်ရင်ချက်ရင်နဲ့ဘိုက်ကစားလာပြီမရတော့ခဲ့တာဆိုရင်တော့ကဲနည်းနည်း ဤလာပြီဆိုရင်တော့ blessing ကိုစားဖို့နည်းနည်းပြင်ဆင်လိုက်ပါဦးမယ်လို့သမင်းကိုချက်ထားပြီဒါလေကဲပြီးရင်တငယ်ချင်းတွေနဲ့လည်းခေါ်ထားသေးတယ်တငယ်ချင်းတွေနဲ့အိမ်မှာစားဖို့ပေါ့နော်ကဲတွေ့လားအများမိမိုက်တယ်နော်ဒီလိုပုံစံလေးနဲ့တိုးသားတို့စိတ်သားတို့ဒီလိုပုံစံလေးနဲ့ချက်ပါလို့ပြီးတော့အနစ်လေးကဤနေရာပဲအများစားလို့ကောင်း လုံးဝညင်နာနေလုံးဝပျောက်သွားတယ်เนาะဒီနီးလေးနဲ့ချက်ချစ်ပါလို့ချမိစေတော့အားလုံးအကြိုက်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်ခဲ့အခုကတော့စားဖို့ပဲလိုအပ်ပါတော့တယ်ခဲ့ဒီမှာအဝဆွဲမဲ့အဖွဲတွေလာပါပြီရှင့်ဒီမှာစူတောင်းပွဲလေးလုပ်ကြတယ်အဲ့ဒီအချိန်မှာပြဇင်တို့တငယ်ချင်းညာလဲဟင်းနေယူလာကြတယ်ပြဇင်ကချင်ပေါင်နဲ့မြင့်ဟင်းရဲ့ပြင်တူးသားရဲ့ပြင်ဝတ်သားအချူရဲ့အဲ့လိုချက်လိုက်တယ် ဆိုပန်ထရီဖြော်လေးရေပေါ့အရမ်းမိုက်အမဝတ်ဝတ်နိုင်ယူမီးတောက်ကိုပါတယ်အမဒါလေးအင်းစိတ်သားနာပြင်အမျိုးအစုံပဲလေအဲ့လိုပေါင်းစားရတာတော့ပြင်ဆင်ရောင်းပါတယ်ပါတယ်လို့ကဲအဆုကောင်းတော့နေပါဘိုင်ဘိုင်